မောကလာမှာဖြစ်ပေါ်လာနေတဲ့မိုးရွာသွန်းမှုမြင့်ရင်မြင့်တက်လာတာနဲ့အတူမြို့ရွာတွေအတွင်ကိုရေဝင်ရောက်လာမဲ့တဘာဝဘေးတွေအတွက်ရင်ဆိုင်မှုအဆင်သင့်မဖြစ်ကြသေးဘူးလို့မန္တလေးနဲ့စကိုင်းမှာရှိနေတဲ့ငလျင်ဘေးတင့်ခဲ့ကြသူတွေကအရာဝတီကိုပြောပါရယ်စကောင်စီလောက်ကမိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့ကျော်လာ၁၇ရက်နေ့မနက်ပိုင်းထုတ်ပြန်ထားတဲ့မြင့်ရင်အခြေအနေတွေအရာအရာဝတီမြင့်ရင်ဟာမန္တလေးမြို့မှာစိုးရိမ်ရင်မှတ်ကိုရောက်ရှိဖို့လေးပေကံအလိုမှာရှိနေတာကို တွေ့ရပါရယ် ။ဒါအပြင်ဂျွန်လာရဲ့ဒုတိယဆယ်ရက်ပတ်အတွင်းမှာမန္တလေးနဲ့စကိုင်းတိုင်းအပါအဝင်တိုင်းနယ်ပြည်နယ်အများအစုမှာမိုးထစ်ချုံဆက်လက်ရွာသွန်းနိုင်တယ်လို့မိုးစလကဖော်ပြထားပါတယ်။မန္တလေးတိုင်းအမရပူရာမြို့နယ်မှာဂျွန်လာ၁၀ရက်နေ့ကမိုးရွာသွန်းမှုကြောင့်ညပိုင်းချိန်မှာမြေနေမှာရက်ွက်တွေအတွင်ရေဝင်ရောက်မှုရှိတယ်လို့ဒေသခံလူမှုကွန်ရက်အသင်းတစ်ခုကပြောပါတယ်။စကိုင်းမြို့ကမြေနေမှာရက်ွက်တွေမှာလည်းချောင်းရီပြေလာတဲ့အချိန်တွေဖြစ်တဲ့အတွက်နေအိမ်တွေအတွင်ရေဝင်ရောက်လာမှာကိုစိုးရိမ်နေရတယ်လို့ ငလင်ကြောင့်နေဆုံရှုံထားတဲ့စကိုင်းဒေတာခန်းကပြောပါတယ်ကျင်းစုကိုအုပ်ဆက်တို့တောင်မြောက်ဘော်ကတော့အဲ့လိုမျိုးနေရာတွေကကြာတော့လေအင်းမြော်တွေတို့ဒီလားအဲ့ဒီနေရာတွေကကြာတော့မြည်ဝင်လာနဲ့မြည်ရှန်လာနဲ့ချောင်းကြီးပြည်ရတဲ့တောက်လျှောက်ရှင်ဝင်လာလေမိနစ်ကဆိုတော့မတို့အိမ်ကဖောင်းဟောက်ထင်းနေတာအဲ့လိုမျိုးမင်းညဒီခုတော့ချောင်းကပြည့်တဲ့လောက်တော့ဖြစ်သွားပြီလေဒါပေမဲ့ ကုန်းကုန်းကြီးကကအိမ်လေးကုန်းလေးပေါ်ထီတော့တက်မလာဘူးရေဝင်လာရင်တော့ပစ္စည်းတွေရောလူတွေရောမလွတ်တော့အဲ့ငလေးပြူလိုက်တဲ့အချိန်ကြီးကလည်း40 30ပလေးဆိုအဲ့ဒီအပစ္စည်းတွေအကုန်လုံးကလည်းဒီဘက်မှာပဲအကုန်ရှိနေတာဆိုရေဝင်လာရင်တော့အကုန်ပါအကုန်ကြည့်ရမှာလေအဲ့လိုမျိုးဖြစ်စကိုင်းတိုင်းဟာမတ်လ28ရက်နေ့ကခုနှစ်တသမခုနှစ်အစဉ်လှုပ်ခတ်သွားတဲ့အင်အားပြင်းကလေးအတွင်းမှာမြို့ရဲ့80ရာခိုင်နှုန်းခန့်ကပြည့်စည်ဆုံးရှုံးခဲ့တာဖြစ်ပါတယ် လက်ရှိအချိန်ထိငလျင်ပေးတင်ခဲ့ကြသူတွေရဲ့သုံးပုံနှစ်ပုံဟာလုံခြုံတဲ့အမိုးအကာတွေအောက်ကိုမရောက်ရှိနိုင်သေးဘူးလို့မြို့ကန်လူမှုကူညီအသင်းတစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ်။စကိုင်းမြို့မှာငလျင်ပေးတင်သူတွေစုပေါင်းနေထိုင်နေကြတဲ့ယာယီခိုလုံရေးစခန်း၅ခုရှိပြီးတော့ငလျင်ပေးတင်ခဲ့ကြသူတွေဟာဒီစခန်းတွေမှာယာယီရွက်ပြန်တဲရီနဲ့နေထိုင်နေကြအဆဲဖြစ်ပါတယ်။ကိုယ်ရပြီလောရဲ့တို့ထိုးတာကိုကဇတိယာကြီးကျင်းနေပြမှာပါအဲ့လိုတန်လေးလေးနဲ့လောလောဆယ်လောယာကြီးကျင်းလေးကိုပို့ပြလာပါပြအဲ့လိုနေရပါတယ် ူတို့များသေးလားဆိုတော့နှစ်ဆိုးတော့ကြောင်းမှထင်တာပဲကျွန်တော်တို့တော့အကုန်လုံးအတိုင်းမူတန်းတွေကကျွန်တော်လေးပါးညပါရတော့မခံနိုင်တော့မှရသိရမလားဟုတ်တယ်ဘူးဘူးရမူတန်းတွေပြီးလေးပါးပါနိုင်တော့အရင်မြင်တယ်တော့တော့ဘယ်လိုမှမခံနိုင်ဘူးအလားတူပဲငလင်တန်တင့်ခဲ့တဲ့မန္တလေးမြို့မှာလဲဆုံရှုံခရရတဲ့နေအိမ်တွေကိုခေကာလာကုန်စည်နှုန်းနဲ့အတူငွေကြေးမတက်နိုင်လို့ပြန်မဆောင်နိုင်ကြတဲ့သူတွေဟာယာယီအမိုးကာရီအောင်မှနေထိုင်နေကြရဆဲဖြစ်ပါတယ် ။မလင်တန်ခံခဲ့ကြရတဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကဒေသခံတွေဟာမနစ်ကမိုကာလာအတွင်မှာတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းရာဂီကြောင့်ဆိုးရတဲ့ရေကြီးရေရှမ်းမှုဘေးကိုလည်းရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။ဒီနေ့မိုကာလာမှာလည်းဒီလိုသဘာဝပေးထပ်မံရင်ဆိုင်ရမလားဆိုတဲ့စိုးရိမ်စိတ်တွေရှိနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။လာနေပတ်သက်လို့မိုးလေဝသအရေးလေးလာသူဦးဝင်းနိုင်ကတော့အခုလိုမှတ်ချက်ပြောပါတယ်။ဒီနေ့မှာတော့ အမီကြီးရဲ့အထက်ဖက်မေခမလီခမြစ်ဒီနေရာဒီမှာမိုးပို့ပြီးတော့အများရဲ့အနေထားမျိုးတွေ့တယ်ဘလို့တော့အဲ့ဒီရေဒီအောက်ဘက်ကိုရှင်းလာတဲ့အခါမှာဒီအဝီမြေတို့တောင်မှတောင်းနေတဲ့ရေမရှိတဲ့အတွက်ဒီကမရှိဘူးပေါ့နော်ဒီကမရှိဘူးမုံမများခဲ့ဘူးဒါကြောင့်မလို့အခုအနေရည်ဒီဒီအချိန်ရောက်တဲ့အချိန်တော့မှတွင်းကြီးဘက်ကိုရောက်ဖို့ဒီဘီတူတဲ့နေရာရှိတယ်ငါးဘီတူတဲ့နေရာရှိတယ်သူအနေနဲ့ 也过去了，也老，是 <noise> 吧？你这了，所以你们要不，啊，两位、六八位、六六千一，下个月问点待遇，几百？反正如第一家了，我江南牛，江南牛是吧？反正那是了，那不是那也了，就像手机啊嘛，反正那是了，呃，找这份那个大夫，呃，大夫去了的，起码，第西边干那个外面订在的，他老在那订家嘛，那是俺才能手机啊。 ဤရင်ဘတ်အတွင်းမှာတော့မန္တလေးနဲ့စကိုင်းမှာရွာသွန်းမဲ့မိုးရေချိန်ကနှလမခန့်သာရှိလိမ့်မယ်လို့လည်းဦးဝင်းနိုင်ကပြောပါတယ်။အရာရီမြေကြီးကတော့လက်ရှိမိုးရေချိန်အရကြာဆင်းနိုင်မယ့်အခြေအနေရှိပေမဲ့တောင်တရုတ်ပင်လယ်ကတိုင်ဖွန်းမုန်တိုင်းရဲ့အခြေအနေကိုလည်းစောင့်ကြည့်ဖို့တော့လိုအပ်မယ်လို့ပြောဆိုသွားတာဖြစ်ပါတယ်။စကောင်စီလာအောက်ကမိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနရဲ့တာဝန်ရှိသူတိုးကတော့မြန်မာနိုင်ငံဟာမိုးလေနဲ့မိုးနှောင်းကာလတွေမှာရေဘေးသတိပြုဖို့လိုတဲ့အခြေအနေရှိနေတယ်လို့အရာဝတီကိုပြောပါတယ်။ ဒါလေးကမူးများတာလေဒါအစ်ကိုကလာတဲ့ဂျာဘုံမုံကရဲ့အဲဒီကိစ္စကလည်းဘုရားမှာလည်းဂျာဘုံမုံနိုင်ကြတောင်တုံးပြန်ပြီးဘုရားမှာလည်းဂျာဘုံမုံနိုင်ကြဖြစ်နေကြသူကခိုင်တယ်တော့ဒီနည်းနဲ့ဒီလိုတော့လည်းဖြစ်နိုင်တာပေါ့နော်ဖြစ်နိုင်တဲ့တတိယဘာလို့ဒါဒီကြောင်းလဲမှုကြီးဖြစ်နေတဲ့ခိုင်တယ်တော့တတိပြုရမယ်အနေနဲ့ရှိတာပေါ့နော်အဲဒီအရှိကလာတဲ့ဟာဆိုရင်တော့သူတို့ ီဘက်ကမာဒီနဲ့ရောက်တာတော့ဖက်တင်ပါလို့ဟောက်တွေ့ပါလို့ပဲဒီခုဘက်ကဟာတော့ဒါမိုးလေခုဘက်ကမိုးဆိုရင်တော့မိုးလေကာရောတော့တတိတာဇူလိုင်ဩဂတ်ပေါ့နော်ဒီကနေ့မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးဘိုးပြုတ်လောက်ခတ်သွားတဲ့အင်အားရစ်တစ်ကေ9.8အဆင့်ရှိတဲ့ငလျင်တန်းကိုခံခဲ့ရတဲ့ဘေးတင်ပြည်သူတွေဟာနေတိုင်းမှုဘဝပုံမှန်ပြန်ဖြစ်ဖို့အခက်အခဲတွေကြောင့်မှရုန်းကန်နေကြရဆဲဖြစ်တယ်လို့ လသမကလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရုံ UNOCHR ကမေလ31ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မန္တလေးနဲ့စကိုင်းမှာရှိနေတဲ့နေရဲဆွန်ခွာတိန်ဆောင်နေကြတဲ့ထောင်ပေါင်းများစွာသောမိသားစုတွေကလူထုတက်ပြီးတော့လုံခြုံမှုနဲ့တဲ့ယာယီခုလုံရင်းနေရာတွေမှာဆက်လက်နေထိုင်နေကြအစဲဖြစ်ကယာယီစကန်းတွေကပြင်းထန်တဲ့ရာသီဥတုတန်ကိုကြမ်းကြမ်းခံမှုစိတ်မချရတာကြောင့်မိုးကြလာပြီးဖြစ်တာနဲ့အများဘေးဒဏ်သင့်ခံထားသူတွေအတွက်ဘေးရနေရပိုများလာနေရလို့ဆိုပါရစေ မိုးကာလသဘာဝဘေးအန္တရာယ်တွေသာမကရာသီဥတုနဲ့ပတ်ဝန်းကျင်တန့်ရှင်းမှုရဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်းငလျင်ဘေးတင့်ခဲ့ကြတဲ့တွေကရင်ဆိုင်နေကြရတယ်လို့ UNO ချရဲ့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်ရှင်။